အားလုံးပဲမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။အရှိအလေပိုင်းမှာ repair ချိစွာလာနေတဲ့သတင်းနဲ့အတူဘူတီရင်ရေးစားရခြင်းမရခြင်းက Ethereum ပေါ်တက်ရောက်မှုရှိလာတဲ့သတင်းကိုတင်ဆက်ပေးသွားချင်ပါတယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခုဖြစ်ပါတယ်ခင်ဗျာ။ ပထမတော့အနေနဲ့အရှိအလဲပိုင်းမှာ repair ချေစွာလာနေတဲ့သတင်းကိုတက်ဆက်ပေးကြပါရစေ။ repair ရဲ့ RLUSD stable coin ကတော့ဒူဘိုင်းမှာလုပ်ငန်းလေပတ်ခွင့်ရသွားပါပြီ။ဒါကြောင့် DIFC မှာမှတ်ပုံတင်ထားတဲ့ company တွေက RLUSD ကိုငွေပေးချေမှုတွေအပါအဝင်ဗန်ဒါရေးဝန်ဆောင်မှုတွေမှာတရားဝင်အသုံးပြုလို့ရနိုင်ပါပြီ။ DIFC ဆိုတာကတော့အရှိအလဲပိုင်း data Africa နဲ့ Town Asia က company တွေအတွက်စီးပွားရေးဆောင်တစ်ခုဖြစ်ပြီးတော့2024ခုနှစ်ကုန်ပိုင်းအချက်အလက်တွေအရဆိုရင် DIFC မှာမှတ်ပုံတင်ထားတဲ့ကုမ္ပဏီပေါင်း8000အထိရှိနေပါတယ်။အခုလက်ရှိ DIFC CYA Zone အတွင်းမှာတရားဝင်ခွင့်ပြုထားတဲ့ stable coin တွေအနေနဲ့ Ripple ရဲ့ ILUSD, Sage ရဲ့ USDC နဲ့ EURC တို့ရှိနေပြီးတော့ Tether ရဲ့ USDT ကတော့ DIFC ဈေးကွက်တဲ့ရောက်မလာသေးပါဘူး။ Ripple ကတော့ ILUSD အပြင်ဒူဘိုင်းမြေကွက်ဌာနရဲ့ blockchain project မှာပါအင်ချမ်းမြေတွေကို XRP လဲကြဘော်က token အဖြစ်သင်ဖို့အတွက်ကူညီပေးဖို့မှဖြစ်တာကြောင့် ဒူဘိုင်းမှာအတော်လေးကိုအခြေခိုက်မှနေပြီလို့ဆိုနိုင်ပါတယ်ခင်ဗျာပြီးတော့ဘူတီရင်ရည်စားရခြင်းမရခြင်းကအီသရီယံအပေါ်တက်ရောက်မှုရှိသလားတဲ့ရင်ကိုတိဆက်ပေးကြပါမယ်။ဘီတာလေးဘူတီရင်ရည်စားရပြီးသွားတဲ့နောက်မှာတော့အီသရီယံဖောင်ဒေးရှင်းလဲဝင်လျှော့နေရပြီလား။ အေဒရီယန်ရဲ့ကိုဖောင်ဒါဖြစ်တဲ့ဘီတာလီဘူတီရင်တယောက်ရည်စားရပြီးသွားတဲ့နောက်မှာ ETA ဈေးတွေထိုးကျသွားကြောင်းမေးစ်တွေနဲ့ဟာတာတွေအင်တာနက်ပေါ်မှာပြန့်နှံ့ခဲ့ပါသေးတယ်။တကယ်တော့ဘူတီရင်ရဲ့ရည်စားဟုတ်မဟုတ်ကိုအတိမပြုနိုင်သေးတဲ့အမျိုးသမီးနဲ့ဘူတီရင်တို့အတူရှိနေတဲ့ပုံတွေကိုအခြေတည်ပြီးစားနောက်နေခဲ့ကြတာပါ။ဘူတီရင်တရားရည်စားတဲ့အသုံးစရိတ်တွေအတွက် ETH တွေထုတ်ရောင်းနေရတာကြောင့် ETH ဈေးတွေကျနေရတာဖြစ်ကြောင်း Crypto Brewery ဘက်ကဇလန်းတပုတ်ဖန်တီးခဲ့ကြတာလည်းဖြစ်ပါတယ်။ အခုလဲဒီဇလန်သွားအတိုင်းတာဆိုရင်ဘူတီရင်တယောက်ရေးစားနဲ့အသုံးစရိတ်ပြတ်တယ်လို့ဆိုရအောင်မဲ့ပုံမှာပဲ Ethereum Foundation ကဝန်ထမ်းတွေ short ချနေကြောင်းသိရပြီးတော့ PIND Protocol Research and Development အဖွဲ့ကိုလည်းအခု Protocol အဖြစ်သာသတ်မှတ်လိုက်ကြောင်းသိရပါတယ် Protocol က Ethereum Layer 1ကိုချိန်ကြီးရရေ Row Update အတွက် Block Space ကိုချဲ့ထွင်တာရေ UX ပိုင်းအဆင့်မြင့်တင်တာတွေကိုသာအဓိကအယုံဆိုင်သွားတော့မှဖြစ်ကြောင်းဆိုထားပါတယ်အခုနောက်ပိုင်းမှာ Blockchain နယ်ပယ်အတွင်းမှာနာမည်ရလာနေတဲ့ CKEVN နဲ့အတူလေယာတုနည်းပညာတွေက Ethereum ကိုနောက်ကျကျန်နေလို့မရဘူးဆိုတာသတိပေးလိုက်ပုံရပြီးခင်းတဲ့အညီလိုက်နိုင်ဖို့ကို Ethereum ရဲ့ကိုသိန်းကပြင်ဆင်လာနေတာပါတကယ်တော့ဇန်နဝါရီလမှာတည်းက Vitalik Buterin ဘက်ကနေ Ethereum Foundation အတွက်အောင်းဆောင်ပိုင်း model တွေကိုချပြခဲ့ပြီးဖြစ်တယ်လို့နည်းပညာပိုင်းနဲ့ developer တွေနဲ့ဆက်သွယ်ရမှာပိုကောင်းလာနိုင်စေဖို့အဓိကရည်ရွယ်ခဲ့ပါတယ်ဒါပေမဲ့လည်းဒီလိုပြောင်းလဲမှုတွေအပေါ်ဝေဖန်မှုတွေရှိခဲ့ပြီးတဲ့နောက်မှာ April မှာတော့ Ethereum မှာခေါင်းဆောင်မှအပြောင်းအလဲတွေရှိခဲ့ပါတယ် အခုဂျွန်လာမှာလည်းဝန်ထမ်းတွေကိုစစ်စစ်လေးလေးနဲ့ပြန်ဖွဲ့စည်းနေပြီဖြစ်တာကြောင့်အီလေးတို့ပုံစံအသစ်နဲ့ပြန်လှလာနိုင်အောင်မလားဆိုတာကစောင့်ကြည့်ကြရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကတော့မြန်ခရစ်တိုရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်မိတ်ဆွေတို့မှာခရစ်တိုကာရန်စီဝယ်အောင်လုပ်ဖို့ Binance account တစ်ခုမရှိသေးဘူးဆိုရင် trade deal လုပ်တိုင်းမှာ fee discount ပြန်ရမယ့်အခုကုတ်ကိုအသုံးပြုပြီးတော့ account ဖွင့်နိုင်ပါတယ်နားဆင်မကြတဲ့သောတာရှင်များအားလုံး trade တိုင်းမြင်ကြပါစေခင်ဗျာ